ပရိပခဖြစ်နေတဲ့နေရာတွေဟာနိုင်ငံဖြတ်ကျော်ရာသွေးမှုတွေအတွက်အခွင့်အရေးကောင်းတွေရှိနေတဲ့လုံခြုံရာနေရာတစ်ခုဖြစ်လာတတ်တယ်ဆိုတာအလုံးသိကြတဲ့ကိစ္စပါ။ဒါပေမဲ့တတိမထမိကြတာကတော့အစိုးရလိုအာဏာပိုင်အဖွဲ့အစည်းတွေကိုယ်တိုင်ကဒီပြဿနာမှာဘလောက်အထိအဓိကကြကြပါဝင်ပတ်သက်နေလဲဆိုတဲ့အချက်ပါပဲ။ဒီလိုဒေတာတွေမှာ ရာသွေးကွန်ရက်တွေဟာဘာအရေးယူမှုကိုမှကြောက်စရာမလိုပဲ။ လွတ်လပ်စွာလှုပ်ရှားနိုင်ကြပါတယ်။ဒါပြင် သူတို့ဟာလက်ရှိဖြစ်ပွားနေတဲ့ပြည်ပခါနဲ့ဒေသခံတွေရဲ့စာဝတ်နေရေးအပါအဝင်တခြားစည်းဝါးရေးတွေကိုပါပို့ပြီးစိုးရွားအောင်မှုန့်နှောက်တက်ကြပါတယ်။ဒီဖွဲ့တွေကဥပဒေစိုးမိုးမှုအားနေတာနေမီထိန်းချုပ်မှုရှုပ်ထွေးနေတာတွေကိုအခွင့်ကောင်းယူပြီးမတည်ငြိမ်မှုတွေကနေအမျက်ထုတ်ကြတာပါ။ဒါပေမဲ့တချို့အခြေအနေတွေမှာတော့သူတို့ဟာနိုင်ငံတော်အာဏာပိုင်တွေနဲ့တိုက်ရိုက်ပူးပေါင်းပြီး စစ်ကာလစီဝါရေးတဲကိုဝင်ရောက်နေရာယူလာကြပါတယ်။လက်တော်ဥမာတစ်ခုကိုကြည့်မယ်ဆိုရင်စီးရီးယားနိုင်ငံကအာဆက်အစိုးရဟာကတာကွန်ဆိုတဲ့မိုးရစ်စေဝါကိုအကြီးအကျယ်ထုတ်လုပ်ပြီးတရားမဝင်ရောင်းဝယ်တဲ့လုပ်ငန်းပေါ်မိခိုနေခဲ့တာမျိုးပါပဲ။အင်ဒိုပစိဖိတ်ဒေသမှာတော့မြန်မာနိုင်ငံဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေအတွက်ခိုးလုံရတစ်ခု ဖြစ်လာနေပါတယ်။အခုဆိုရင်ဒီရာဇဝတ်လုပ်ငန်းကြီးဟာတိုင်းတာတစ်ခုထိကြီးထွားလာပြီး မြမအရေးခင်ရဲ့တခြားတက်ရောက်မှုတွေကိုတောင်းကြော်လွန်ကနိုင်ငံတကာအထိချင်းချောင်းနိုင်တဲ့အဆင့်ကို ရောက်လာခဲ့ပါပြီ။နိုင်ငံဖြတ်ကျော်ရာသဝတ်ဂိုင်းတွေဟာကြီးမားရှုပ်ထွေးတဲ့ငွေလိမ်လုပ်ငန်းစခန်းကြီးတွေတည်ထောင်ပြီးတော့အွန်လိုင်းငွေလဲလိမ်မှုငွေကြေးခဝါချမှုနဲ့လူကုန်ကူးမှုတွေကိုတက်တက်ကြွကြွလှုပ်ဆောင်နေကြပါတယ်။ဒီလိုလောက်ရက်တွေဟာလူကုန်ကူးခံရသူတွေနဲ့အလိန်ခံရသူတွေအတွက် ဆိုးရွားရုံတွင်မကဘဲဒေသတစ်ခုလုံးရဲ့လူမှုရေးနဲ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုပါကြီးကြီးမားမားထိခိုက်နစ်နာစေပါတယ်။ဒီလုပ်ငန်းဟာ2020ပြည့်နှစ်နောက်ပိုင်းကစလို့အရှင်အဟုန်နဲ့ကြီးထွားလာခဲ့ပါတယ်။အခုဆိုရင်နီးပညာအကူအညီပေးမယ်ငွေပြန်အမ်းမယ်ဆိုတာမျိုးတာမန်လိမ်လည်မှုအဆင့်ကိုတောင်းကျော်လွန်သွားပါပြီ။ငွေလိမ်လည်သူတွေဟာတစ်ကမ္ဘာလုံးကလူတွေကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့အတွက်ပိုပြီးရှုပ်ထွေးတဲ့နီလန်းတွေကိုတုံးလာကြပါတယ်။ ဒီလိုကြီးထွားလာရတဲ့အကြောင်းရင်းတွေကတော့ကိုဗစ်19ကပ်ရောဂါပြီးဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေခေတ်ဆားလာတာကပ်ရောဂါမတိုင်ခင်ကတည်းကတိဆောက်ထားတဲ့ကာစီနိုအဆောက်အုံတွေနဲ့အင်ချမ်းမြေတွေအသင့်ရှိနေတာနောက်ပြီး2021အာနာသိမ်းမှုအပြီးမြန်မာနိုင်ငံမှာဥပဒေမဲ့ဇုံတွေ ပိုပြီးများပြားလာတာကြောင့်ပါပဲဒီလိမ်လည်မှုလုပ်ငန်းတွေဟာမြန်မာနိုင်ငံရဲ့ပြည်ပခစီးပွားရေးတဲကိုလုံလုံရာရာပေါင်းဆက်ဝင်ရောက်နိုင်နေပါပြီ။ အာနာလူစစ်ကောင်စီကိုတိုင်ကသူတို့ရဲ့မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေချမ်းသာကြွယ်ဝလာဖို့အတွက်ဒီငွေလိန်လုပ်ငန်းစီမံကိန်းတွေကိုတရားဝင်ခွင့်ပြုပေးပြီးလမ်းဖွင့်ပေးနေတာပါဒါကြောင့်ဒီလိန်လယ်မှုတွေရဲ့နောက်ွယ်မှာ အဖွဲ့အစည်းတစ်ခုတည်းကြိုးကင်နေတာမဟုတ်ဘဲအထူးသဖြင့်စစ်ကောင်စီနဲ့မဟာမိတ်ဖွဲ့ထားတဲ့လက်နက်ကိုင်အဖွဲ့တွေလုပ်ငန်းတွေကိုတိုက်ရိုက်စီမံခန့်ခွဲနေတဲ့တရုတ်ရာဇဝတ်ဂိုင်းတွေပါဝင် အဖွဲ့အစည်းပေါင်းများစွာ ပါဝင်ပတ်သက်နေပါတယ် ဒီအချက်ကြောင့်ပဲဒီချင်းချောက်မှုကိုဖြည့်ရှင်းရပိုခက်စေပြီးနိုင်ငံချင်းချင်းတမယိုးချနှစ်နိုင်ငံဆွေးနွေးမှုတွေနဲ့ဒီပြဿနာကိုကင်တွယ်ဖို့မလုံလောက်တော့တဲ့အခြေအနေဖြစ်လာစေပါတယ်။အဲ့ဒီအစားထျောက်တဲ့နီလာတကူကတော့ပါဝင်ပတ်သက်နေသူအလုံးတွေငွေလိမ်စကန်တွေလည်းပတ်ဖို့ကုန်ကြစရိတ်ပိုပြီးများလာအောင် လုပ်ပြီးတော့သူတို့ရနေတဲ့ကျိုးမြတ်တွေကြာစင်းသွားအောင်ဖိအားပေးဖို့ပါပဲ။ဒီအစီရင်ခံစာမှာတော့မြမနေဆက်တလျှောက်နဲ့တခြားနေရာတွေက ွေးလိပ်စခန်းတွေရဲ့ဘသူဘာဘယ်နေရာဘယ်ချိန်ဘာကြောင့်ဆိုတဲ့အခြေခံအချက်လက်တွေကိုဖော်ပြထားပါတယ်။ဒါမှသာဒီငွေးလိပ်လုပ်ငန်းတွေကိုတိုက်ဖြတ်ဖို့အတွက်ပိုပြီးကြေပြန့်ထိရောက်တဲ့မူဝါဒဆိုင်ရာဆွေးနွေးမှုတွေလှုပ်လာနိုင်မှာဖြစ်ပါတယ်။၂025ခုနှစ်စော်ပိုင်းမှာထိုင်းအာဏာပိုင်တွေရဲ့အရေးယူဆောင်ရွက်မှုတွေရှိခဲ့ပေမဲ့ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။ဒီငွေလိမ်စကန်တွေရဲ့နောက်ွယ်ကနိုင်ငံရေးစီးပွားရေးအရှုပ်ထွေးတွေကို ေချာနားမလည်ရင်ဘလို့အခက်အခဲတွေတွေ့ရမလဲဆိုတာကိုထိုင်းဖြစ်ရကကောင်းကောင်းမူမောင်းထုတ်ပြနေပါတယ်။ထိုင်းစစ်တပ်ဟာစာပိုင်းမှာလူတွေကိုပြန်ခေါ်တဲ့အခါမြောက်ရီမြို့တောင်ဘက်ကငွေလိန်စခန်းတချို့ကိုလုတ်ကင်နေတဲ့စစ်ကောင်စီနဲ့အမိခံမာမိတ်ဖွဲ့ထားတဲ့တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA နဲ့နိုင်ငံသဘောတူညီမှုနဲ့ဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့တခြားလက်နက်ကင်ဖွဲ့တွေရဲ့အထူးသဖြင့် စစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့နေသားဆောင်တဲ့ BGF တွေက လူကုန်ကူထားတဲ့သူတွေကိုတော့လာပေါင်းများစွာလေလီယူရှုထားခဲ့ပါတယ်။ဒါကြောင့်လူထောင်ပေါင်းများစွာဟာနေဆက်မှာတောင်းတင်ကြံခဲ့ရပြီးငွေလင်းစကမ်းတွေကိုကြီးကြပ်နေတဲ့လက်နက်ကင်အဖွဲ့တွေကလည်းနောက်ထပ်လူတွေပြန်ခေါ်မဲ့ဂျူပန်းမှုတွေကိုတမင်နှောင်နေအောင်လုပ်ခဲ့ကြပါတယ်။ ဒီငွေလေးလုပ်ငန်းတွေဟာမြန်မာနိုင်ငံတွင်းပိုင်းကိုပိုမိုရွှေ့ပြောင်းသွားပြီးထိုင်းအာဏာပိုင်တွေလက်လန်းမမီတော့တဲ့နေရာတွေကိုရောက်သွားခဲ့တာပါဒါကိုတားဆီးဖို့ထိုင်းနိုင်ငံတွေအရွေးချယ်စရာနှီးလန်းတိတ်မရှိပါဘူးအခုနောက်ပိုင်းလတွေမှာဒီလိုရွှေ့ပြောင်းမှုတွေပိုပြီးတော့အရှိန်မြင့်လာတာကိုတွေ့ရပါတယ်ပြောရမယ်ဆိုရင်ဒီငွေလေးလုပ်ငန်းဟာအာဏာလူစစ်ကောင်စီကတနိုင်ငံလုံးတိုင်းတာနဲ့ဗန်ဒီပေးထားတဲ့လုပ်ငန်းတစ်ခုလိုပါပဲသူတို့ရဲ့မဟာမိတ်လက်နက်ကင်ဖွဲ့တွေချာမှာ ထိရောက်တဲ့အာဏာနဲ့အကျိုးစီးပွားကွန်ရက်တွေတိစောက်ဖို့အတွက်ဒီလုံငန်းဟာဈာကန်လမ်းကြောင်းတစ်ခုအဖြစ်အသုံးချခံနေရပါတယ်။နောက်ဆုံးအနေနဲ့ဆေးအဆူတွေဒီငွေလိမ်လုပ်ငန်းတွေရှိနေတာဟာမဟာဗျူဟာမြောက်အကျိုးကြောင့်ဆက်ဆက်မှုတစ်ခုရှိနေပါတယ်။စစ်ကောင်စီကသူတို့နဲ့မာမိတ်ဖွဲ့ထားတဲ့လက်နက်ကင်ဖွဲ့တွေရဲ့တစ္ဆာဆောင်တိမှုကိုသူတို့ရှင်သန်ရေးအတွက်မရှိမဖြစ်လို့ရှုမြင်ထားပါတယ်။စစ်ကောင်စီဟာမြေပြင်မှာစစ်ရေးအရာအရှုံးတွေနဲ့ဇက်တိုက်ကြုံတွေ့နေရချိန်မှာ တဘာဝတယံဇာတာဒုဖို့မှုကနေအကျိုးမြတ်ခွဲဝေပေးတာမျိုးအပြစ်ခတ်ရစဲရေးလို့ခေါ်တဲ့အစင်လာနီလန်းတွေနဲ့အကျိုးပြုနိုင်စွမ်းကလည်းအားနည်းလာခဲ့ပါပြီမြန်မာနိုင်ငံကစေအုပ်စုလက်အောက်ခံလက်နက်ကင်အဖွဲ့တွေရဲ့အဓိကထူခြားချက်တစ်ခုကတော့သူတို့ဟာမြန်မာတပ်မတော်စီကနေထောက်ပံ့မှုတွေရပေမဲ့ကိုယ်ရံပုံငွေကိုကိုရှာရတာပါပဲ။ 1960ပြည့်နှစ်တွေကတည်းကတက်မတော်ဟာလက်အောက်ခံလက်နက်ကင်အဖွဲ့တွေတစ္ဆာရှိအောင်ဓာတ်ရိုက်ရန်ပုံငွေပေးတာမျိုးထက်သူတို့ရဲ့တရားမဝင် လုပ်ငန်းတွေကိုမျက်စိမှိတ်ခွင့်ပြုပေးတဲ့နည်းနဲ့အပေးခဲ့တာဖြစ်ပါတယ်။မြမစစ်ကောင်စီဟာအာနာတီမြရဲ့အတွက်တိုက်ပွဲဝင်နေတဲ့မြကလပလုံသူတို့ထိရောက်စွာထိန်းချုပ်ထားတဲ့နေမြေတွေတဲကကျေပြန့်လာတဲ့ငွေလိမ်စကန်ကွန်ရက်တွေကိုအပြက်ဖြိုဝင်းဖို့အစမ်းအရှိမှလည်းမဟုတ်တလို့လုံနိုင်စွမ်းလည်းရှိမှာမဟုတ်ပါဘူး။ ပြောင်းမြန်နေတဲ့ဒေါ်လာရဲ့လက်နက်ကင်အဖွဲ့တွေကတော့သူတို့သိမ်းပိုက်ရရှိထားတဲ့နယ်မြေတွေအထူးသဖြင့်တရုတ်နယ်စပ်ကငွေလိမ်စခန်းတွေကိုအောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒီလုပ်ငန်းအများစုဟာစစ်ကောင်စီဩဇာလွှမ်းမိုးရာဒေသတွေစီကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ငွေလိမ်စခန်းတွေကိုရှင်းလင်းဖို့ဂျိုးပန်းမှုတွေကတနေရာပြီးတနေရာလိုက်ဖမ်းနေရတဲ့ကြောင်နဲ့ကြွက်ကစားပွဲလိုပါပဲ။လုံချုံတဲ့နေရာတစ်ခုကနေနောက်တစ်ခုစီပြောင်းရွှေ့နေတာနဲ့ပဲ အဆုံးမရှိတဲ့ကစားပွဲတစ်ခု ဖြစ်သွားနိုင်ပါတယ်။မြန်မာနိုင်ငံနေဆက်တွေမှာတင်းတင်းကြပ်ကြပ်စောင့်ကြပ်ရေးယူနိုင်ရင်တော့လက်ရှိထိုင်းနယ်ဇက်မာလိုတည်တံတိဆောက်ထားတဲ့စခန်းကြီးတွေထတ်တိုးမလာအောင်တားဆီးနိုင်ကောင်းတားဆီးနိုင်ပါလိမ့်မယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ငွေလိမ်စခန်းတွေဟာနေရာများကြီးမလိုပါဘူး။ငှားထားတဲ့ဟိုတယ်တလုံး၊ကွန်ပျူတာ၊လျှက်စင်မီ၊အင်တာနက်လိုင်းနဲ့မျက်စိမှိတ်ပေးမဲ့ဒေတာဆိုင်ရာဥပဒေစိုးမိုးရေးအဖွဲ့အစည်းတစ်ခုပဲလိုအပ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲဒီလုပ်ငန်းတွေကိုဒေတာတွေမှာအပြီးတိုင်ရှင်းလင်းဖယ်ရှားဖို့မဖြစ်နိုင်သေးတာပါဒီလိုတရားမဝင်လုပ်ငန်းငယ်လေးတွေကိုထိန်းချုပ်ဖို့နဲ့ရှော့ချဖို့အတွက်တကူတီးသောယုံကြည်စိတ်ချရတဲ့နီလန်ကတော့မျက်စိမှိတ်ပေးထားတဲ့ဥပဒေစုံမရေးကိုအရင်ဆုံးအမြစ်ဖြတ်ဖို့ပါပဲမြန်မာနိုင်ငံမှာတော့ဒီလိုဥပဒေမဲ့ရဝင်းတွေကိုပန်တီးပေးနေတာစေအုပ်စုကိုယ်တိုင်ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ ုတ်ကဲ့ဒါကတော့ DVB မှာဖော်ပြထားတဲ့ဆောင်းမရှင်နတန်ရူစာရဲ့ဆောင်းပါလျာဖြစ်ပါတယ်။ဆောင်းမရှင်ဟာအော်စတြေးလျမှာဗီဝါမူဝါဒဌာန ASBI ဝက်ဆိုက်မှာစိုက်ဘာနည်းပညာနဲ့လုံခြုံရေးအစီအစဉ်လေးလာသုံးသက်သူတူဖြစ်ပါတယ်ခင်ဗျာ။